အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တီအားလုံးမင်္ဂလာပါ အခု Real Madrid အသင်းကဒါ Argentina လူငယ်ကစားမလေးကိုသူတို့ခေါ်ယူလိုက်ပြီးဒါပေမဲ့ဒီကစားမလေးက River Plate နဲ့တူ FIFA ရဲ့ Club World Cup ပြိုင်ပွဲသွားပြိုင်မှာဖြစ်တဲ့အတွက်ကြောင့်အခုလောလောဆယ်နေထားရာ Rodrigo ရဲ့အလားအလာကဘယ်လိုပြောမလဲဆိုတော့ခမိုင်းရခတ်နေစေဖြစ်တယ်ဆိုတော့အခု Real Madrid အသင်းရဲ့ ဒါအခုကစားမသစ်ဖြစ်တဲ့ Franco ဒါ Master Tuno ကဒါ Club ရဲ့စံချိန်တင် Argentina ကစားမကြီးရဲ့စံချိန်တင်ပြောင်းရွှေ့ချေ Euro 55တန်းနဲ့ပြောင်းလာမှာဖြစ်တယ်ဒါပေမဲ့သူပြောင်းလာတာက FIFA ရဲ့ Club World Cup ပြိုင်ပွဲအပြီး August 14ရက်နေ့မှာ Madrid ကိုရောက်မှာဖြစ်တဲ့အတွက်ကြောင့် Rodrigo ဟာ Real Madrid နဲ့ Club World Cup သွားပြိုင်ဖို့ရှိတယ်ဒါပေမဲ့လေဒါသူဟာ လက်ရှိနီးပြဂျာဗီအလွန်ဆိုလက်ထက်မှာနေရာမရဖို့တည်ချတဲ့တော့ရှိသွားတယ်ရမတွေကအခု433 formation ပဲဖြစ်ဖြစ်ဂျူအက်ထက်ပုံစံပဲဖြစ်ဖြစ်ဂျာဗီအလွန်ဆိုကစမ်းဖို့ပြင်နေတဲ့အချိန်မှာသူ့ရဲ့ရှေ့မှာအာတာကူလာလည်းရှိတယ်။နောက်အာဂျင်တီးနားလူငယ်ကစားမလေးလည်းရှိနိုင်တဲ့အတွက်ကြောင့်မက်ဒရစ်ဘက်ကရိုဒရီဂိုကို ရောင်းချဖို့စဉ်းစားလည်းရှိတယ်။ဆိုတော့အခုတော့လောဆယ်အနေထားရရိုဒရီဂို လူချင်းတဲ့အသင်းတွေပေါ့လေဒါလက်ရှိ နေထားရရိုဒီဂိုကိုလူချင်းတဲ့အသင်းတွေအများကြီးတဲမှာရယ်မက်ဒရစ်အသင်းဘက်ကတော့သူတို့ဘက်ကတကယ်လို့ရောက်ထုတ်မယ်ဆိုရင်သူတို့ဘက်ကလူချင်းတဲ့ပြောင်းရွှေ့ချေကယူရိုတန်း80ယူရိုမို့ပေါင်းတန်း80အနည်းဆုံးပေါ့လေဒါတောင်းထားတယ်အဲ့ report တခုမှာပေါ်ပြတဲ့အရာဆိုရင်ဒီ report ကရယ်မက်ဒရစ်အသင်းဘက်ကတကယ်လို့များရိုဒီဂိုကို ရောက်ထုတ်ရင် သူတို့ဘက်ကပေါင်80နဲ့ပန်း80ကြားလိုချင်နေ24နှစ်ရွယ်ရှိတဲ့ဘရာဇီးလ်တောင်ပံကစားပွဲကသူတို့အနေနဲ့လုံလောက်တဲ့ပြောင်းရွှေ့ခြင်းရနိုင်မယ်လို့မျှော်လင့်ထားတယ်ဆိုတော့ရိုဒရီโกအနေနဲ့လည်းမထွေကထွက်မယ်လို့ဆုံးဖြတ်ရင်သူ့အတွက်အကောင်းဆုံး option ပေါ့လေဒါအခုပေါ်ပြတဲ့ဒီမာကာနဲ့နောက်တစ်ဖက်ကမန်တူတီဘိုရပူမာတော့ ရိုဒရီဂိုအတွက်အကောင်းဆုံး option ဟာအာစနယ်အသင်းဖြစ်ဖို့ရှိပြီးအာစနယ်ဟာသူ့ရဲ့နံပါတ်1 option တစ်ခုဖြစ်တယ်လို့ဆိုထားတယ်။ဒီနေရာမှာအာဂဇာဒရိုက်တာအန်ဒရီးယားဘာတာနဲ့ဒါမီကေအာတီတာတို့ကရိုဒရီဂိုကိုသဘောကျတယ်။သဘောကျတဲ့အတွက်ကြောင့်လေရီယယ်မက်ဒရစ်အသင်းရှိကနေခေါ်ယူဖို့ရရိုဒရီဂိုသာ available ဖြစ်တာနဲ့သူတို့ကနံပါတ်1ဦးစားပေးအသင်းဖြစ် ခေါ်ယူနိုင်ဖို့သူတို့ဘက်ကကြိုးပမ်းနေရှိတယ်ဆိုတော့ Rodrigo ကိုယ်တိုင်ကလည်း Arsenal ဟာသူ့အတွက် seriously option တစ်ခုအနေနဲ့စဉ်းစားထားတဲ့အတွက်ကြောင့်နောက်တစ်ခုက Arsenal အသင်းမှာ Brazil ကစားသမားတွေရှိတယ်တော့ Gabriel Martinelli ရှိမယ်နောက်တစ်ဖက်က Gabriel ရှိတယ် Gabriel Jesus ရှိတယ်ဆိုတော့နောက်ထပ် Brazil တယောက်အနေနဲ့သူကပို့ပြီးတော့ဖြစ်လာနိုင်ခြင်းရှိပြီးတော့အခု Arteta နဲ့ Andrea Barter ကတော့ now ဖြစ်နိုင်တဲ့အခွင့်အရေးတွေအားလုံးပေါ့လေ behind the scenes ကိစ္စတွေတော်တော်များများကိုဆောင်ရွက်လေးရှိတယ်ဆိုတော့ Madrid ဘက်ကသူ့ကိုရောင်းမယ်ဆိုရင်ကျွန်တော်ခုနပြောလို့ပေါ့လေ current market ပေါက်ကြီး Rodrigo ရဲ့ current market ပေါက်ကြီးကလက်ရှိအနေထားရာ Euro tan 90ရှိတယ်ဒါကအခုလက်ရှိမှာသူနည်းနည်းကျသွားလို့ပုံမှန်ဆိုရင်သူတန်းတရာရှိတယ်ဒါပေမဲ့အခု transfer market ရဲ့ update မှာ rudy ကိုကျသွားတဲ့ကြောင့်တန်း90ရှိတယ် တန်း90ဆိုတာကလည်းအမှန်တိုင်းပြောရင်တော့တော်တော်လေးကောင်းတဲ့အမောင့်ပဲဆိုတော့ထားပါတော့အပြောင်းရွှေ့ကဒါသူ့ရဲ့တန်ကြီးကတန်း90ဆိုရင် Real Madrid လိုချင်တာကတန်း80ပြပေါင်တန်း80ဟိုကယူရိုပေါင်တန်း80ဆိုတော့ယူရို95တန်းဒါပေါင်တန်း90ဆိုရင်ဒါယူရို80တန်းဆိုတော့ကျွန်တော်အထင်တော့ Rodrigo ရဲ့တန်ကြီးကအဲ့လောက်ပေးလဲတန်းနေတိုက်စစ်3နေရာလုံးကစားနိုင်တယ် ဆိုတော့ Rodrigo ကိုလိုချင်တဲ့အထက်မှာ Arsenal အသင်းကနံပါတ်1ဦးစားပေးပြင်တဲ့အာထက်တာတော့တော်တော်လေးသဘောကျတယ်ဒီနေရာမှာ Chelsea နဲ့ Sevilla သတင်းထွက်တယ် Manchester City နဲ့သတင်းထွက်တယ် Liverpool နဲ့သတင်းထွက်တယ်အသင်းတော်တော်များများသတင်းထွက်ကြတယ် Man City ကအခု Ryan Cherki ကိုခေါ်လိုက်တဲ့အတွက်ခေါ်ဖို့မသေးကြတော့ဘူးတောက်တစ်ဖက်က Chelsea ကတော့အခု Jimmy Gantes ကအပြောင်းရွှေ့ပြတ်သွားတော့သူတို့တော့ option တစ်ခုအနေနဲ့စဉ်းစားထားတယ်ဆိုတော့ဂူလိုလိုဆယ်မှာ Arsenal က ရိုဒရီဂိုအပြင်မိုဟာမက်ဂူဒုစ်ကိုပါသူတို့ transfer လုပ်တဲ့ထည့်ထားတယ်ဂူဒုစ်ကလည်းရိုဒရီဂိုတောင်များသေးတယ်ပေါင်86တန်းယောကြီးစာချုပ်ထည့်ထားတယ်တော့ကူဒုစ်ကမှတိုင်းပြောရင်တော့ရိုဒရီဂိုလောက်နေရာဆုံးမတုံးနိုင်ဘူးကိုသွင်းဆိုင်ရင်နည်းတယ်ဒါပေမဲ့ပရီးမီးယားလိနဲ့ဆိုရင်တော့ပိုပြီး powerful player ပေါ့လေသူရဲ့ယုံအားနဲ့ကစားအားဒါပေမဲ့အာဆင်နယ်တင်းက Real Madrid ရောင်းတာနဲ့ရိုဒရီဂိုကိုသူတို့နံပါတ်1ဦးစားပေးနေတဲ့ချင်းကပ်နေပြီးတော့ Javi Alonso နဲ့ရိုဒရီဂိုရဲ့ စကားပြောဆိုမှုတွေကိုသူတို့စောင့်နေတယ်ဆိုတော့တင်ကြတာတော့ Rodrigo ဟာ Madrid နဲ့အတူ Club World Cup တော့သွားခတ်မယ်တကယ်လို့ Arsenal ရမယ်ဆိုလဲဇူလိုင်လ13 14နောက်ပိုင်း Club World Cup အပြီးမှာပဲဖြစ်နိုင်ချေရှိပြီးတော့ Rodrigo ကို Arsenal ကအကောင်းဆုံး position ကနေစပြီးချင်းကပ်လေးရှိပြီးတော့ပြိုင်ပတ်ထီထက်လက်ဦးရအောင်လှုပ်ဆောင်နေရှိတယ်ဆိုတော့ကျွန်တော်တို့အခုလောလောဆယ်နေထားရတော့ ဒီ Rodrigo ဟာ Arsenal ရေထားထဲမှာတတိုကို serious ထားပေါ်နေတယ်ဆိုတဲ့အကြောင်းဖော်ပြထားပါတယ် Arsenal သိပြပြေးတတ်တယ်ဘလို့မြင်လဲ Nico Willian ကမသွားတော့ဘူး Barcelona လည်းမခေါ်တော့ဘူး Kudus ပဲရှိတယ် Rodrigo ရှိတယ်ဒါတော့ပဲအဲ့၃ယောက်ထဲမှာ Kudus နဲ့ Rodrigo နဲ့ Kudus ကတော့ဈေး60လောက်ဆိုတော့မစိုးဘူးဘလို့မြင်ကြလဲ Arsenal ပြေးတတ်တယ်ကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်